နန္ဒသီဆိုင်ရုံနဲ့အင်းနီကလေးတို့ရေကလေးတွေရဲ့အိမ်မက်ထဲကိုသွားပြီးအနေရများတဲ့အရာတွေကို မလုံမိအောင်နမူနာပြပြီးတားရတဲ့နန္ဒသီဆိုင်ရုံကလေးလာပြန်ပါပြီဒီတစ်ခါလဲနန္ဒသီဆိုင်ရုံကလေးကလမ်းကိုတည်တည်ချာချာကြည့်ပြီးမသွားရတဲ့အင်းနီရဲ့အိမ်မက်ထဲကိုသွားဖို့ပြင်ပါတယ်အင်းနီကအိမ်ကနေအပြင်ကိုသွားသွားအပြင်ကနေအိမ်ကိုပဲပြန်ပြန်လမ်းမှာပြထားတဲ့ဆိုင်းဘုတ်တွေတတိပေးအမှတ်အသားတွေကိုမကြည့်ဘဲနဲ့သွားတတ်ပါလေ။ တခါတလေဆိုရင် ပုံမှန်မဟုတ်ဘဲနဲ့ကြောက်ခဲတွေပုံထားတာတစ်ကိုင်းတွေထောင်ထားတာတွေ့ရင်အဲဒီတယောက်ကြောက်ခဲပုံကိုကန်တာတစ်ကိုင်းတွေကိုချိုးပြစ်တာတွေလုပ်တတ်ပါသေးတယ်။အဲဒီရဲ့အိမ်မက်ထဲမှာတော့ထုံးစံအတိုင်းပဲအဲဒီနဲ့နနသီးဆက်ရုပ်ကလေးရဲ့နနသီးဆက်ရုပ်လေးဖန်တီးထားတဲ့လူပုံစံဆက်ရုပ်လေးတို့အိမ်ကိုပြန်တဲ့လမ်းမှာလမ်းလျှောက်နေကြတယ်တဲ့။ဒီတခါတော့လူပုံစံဆက်ရုပ်ကလေးက အိမ်ကိုပြန်နေကြရိုးရိုးလန်းအနေမသွားပဲခြုံထုံနေဖြက်လန်းအနေသွားပါတယ်။အင်းဒီလေလူပုံစံဆက်ရုပ်ကလေးနောက်ကနေလိုက်တာပေါ့။တနေရအရောက်တော့ခြုံနေကြထဲမှာအုတ်ခဲပုံကြီးတစ်ပုံကိုသွားတွေ့ပါတယ်။အုတ်ခဲပုံကြီးရဲ့အပေါ်မှာဒုတ်ချောင်းကလေးတစ်ခုကိုအဝတ်စာလေးတစ်ခုနဲ့ခြီးပြီးအလံပုံစံလှုပ်ထားတယ်။အဲ့ဒါကမြေမြုံမိုင်းဆိုတာကိုအင်းဒီသိသွားတော့သွားကင်ကြည့်ခြင်းနဲ့စိတ်ဖြစ်လာပါတယ်။ ဒါပေမဲ့အဲနီမသွားခင်မှာပဲလူပုံစံဆက်ရုပ်ကလေးကအဲ့ဒီဒုတ်ချောင်းနဲ့အလံလေးကိုဆွဲနှုတ်အုတ်ခဲပုံကြီးကိုခြေထောက်နဲ့ကန်လိုက်ပါတယ်ခြေထောက်နဲ့ကန်လိုက်တာနဲ့ဝုန်းဆိုတဲ့အတန်ကြီးကိုကြားလိုက်ရပြီးအဲနီလည်းလွင့်ထွက်သွားပါတယ်မြေမြုံမိုင်းရှိတဲ့အုတ်ခဲပုံကိုသွားကန်လိုက်တဲ့လူပုံစံဆက်ရုပ်ကလေးကတော့တစားစီဖြစ်ပြီးဘယ်နှောင်းကိုရောက်သွားသလဲတောင်မမြင်ရတော့ဘူးတဲ့နနသည်ဆက်ရုပ်ကလေးလည်းအယမ်းလန့်သွားတဲ့အဲနီကို အနေရကင်းတဲ့နေရာကိုခေါ်သွားပြီးမှမိုင်းနဲ့အနေရရှိတဲ့လက်နက်တွေကိုသတိပေးထားတဲ့အမှတ်အသားတွေတွေ့ရင်အခုလိုမျိုးသွားမလုပ်ဖဲနဲ့ဝေးဝေးရှောင်ရမယ်ဆိုတာကိုပြောပြတယ်။အနီရောင်နောက်ခံမှာအယိုးကောင်းအဖြူကြီးနဲ့တက်ချေကပုံပါရင်ဒါမှမဟုတ်တစ်ကိုင်းတွေကြောက်ခဲတွေပုံထတာတွေ့ရင်ဝေးဝေးရှောင်ရမယ်။လူပုံစံဆက်ရုပ်လေးကန်လိုက်တဲ့ကြောက်ခဲပုံလို့ ယောက်ခဲတွေပုံပြီးယောက်ခဲပုံပေါ်မှာအဝတ်စာလေးကိုဒုတ်ချောင်းလေးနဲ့အလံလိုချီပြီးစိုက်ထားတာနဲ့အဲ့ဒီယောက်ခဲလေးတွေကိုဆေးရောင်တစ်ခုခုတုတ်ထားတာကအန်နီရဲ့ရှိတဲ့အရာတစ်ခုခုကိုသတိပေးတဲ့အမှတ်အသားဖြစ်နေနိုင်တယ်အဲ့ဒီရဲ့ဒါကြောင့်လူကြီးတွေကိုအတိမပေးဘဲသွားတာလာတာတစ်ခုခုကိုထိတာကင်တာလုပ်ရင်လူပုံစံဆက်ရုပ်လေးလိုထိခိုက်သွားနိုင်တယ်သိလားအိမ်မက်ကနိုးလာတာနဲ့အန်နီတယောက် သူမြင်ခဲ့ရတာတွေနဲ့နနသည်ဆက်ရုပ်ကလေးသတိပေးတာတွေကိုပြန်ကြားနေတော့တယ်။နောက်တစ်ခါပဲသွားသွားအတိပေးသတိပေးလမ်းညွန်ဆိုင်ပုတ်တွေကိုကြည့်ပြီးသွားရမယ်ဆိုရရဲ့ထူးဆန်းတဲ့အရာတွေကိုမထိကြည့်မစော့ကြည့်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်။အားလုံးရဲ့အတန်း Federal FM